ကိုကျင်းစံတရားဆိုတာတစ်ဖက်သားရဲ့စိတ်ခံစားမှုကိုနားလဲတာနားလဲသဘောပေါက်တာလောကလူတွေဟာတစ်ဖက်သားရဲ့စိတ်ခံစားမှုကိုမသိဘဲနဲ့ကိုယ်စိတ်ခံစားမှုအတိုင်းဆောင်ရွက်နေမယ်ဆိုလို့ရှင်ဘယ်တော့မှပြေလည်မှာမဟုတ်ဘူးစဉ်းစားကြည့်လေရှောင်းသူနဲ့ဝယ်သူနှစ်ယောက်ပဲတွေ့ချင်ရှောင်းတဲ့လူရဲ့စိတ်ဆန္ဒကဘယ်လိုလို့ မွေကြီးတဲ့နာအမျက်များများရခြင်းနဲ့ဒါရောင်းသူရဲ့ဆန္ဒဝယ်သူကြတော့ရောအဲ့ဒီဆန္ဒဟုတ်ကဲ့လားမဟုတ်ဘူးဝယ်သူကြတော့ဈေးချိုချိုနဲ့ပစ္စည်းကောင်းကောင်းရခြင်းကဲသူတို့နှစ်ခုဟာရောင်းတဲ့လူကလည်းဝယ်သူရဲ့စိတ်ခံစားချက်ကိုနားလည်ရမယ်တခါဝယ်သူကလည်းရောင်းသူရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးနှုတ်နှဝညှိနှိုင်းလိုက်မယ်ဆိုလို့ရှိရင်တဦးရဲ့ခံစားချက်ကိုလူနားလည်လို့ ခွန်းတို့တိခံပြီးအမှန်တရားပေါ်မှာယက်တည်ပြီးမေရှိမပฏิပဒလမ်းကရှောက်လိုက်မယ်ဆိုမပြေလည်ဘူးလားပြေလည်တာပေါ့နော်အလို့ရှင်တဲ့အလို့သမားတူတူခြေစူးတင်ရမှာဖြစ်တယ်တူထဲမှာမဖြစ်ဘူးအဲ့တော့အလို့ရှင်ရဲ့စိတ်ခံစားမှု အလို့သမားရဲ့စိတ်ခံစားမှုစိတ်ဆန္ဒတွေဟာတူညီတာမဟုတ်ဘူးဒါကြောင့်မို့ လုံးရှင်နဲ့လုံသမားဆိုလို့ရှင်လဲကိုကျင်းသာတရားနဲ့ဘယ်လိုစဉ်းစားမလို့အေးအလုံးရှင်ကလည်းအလုံသမားတွေရှိလို့ငါလုံလုံလို့ရတာလုံသမားတွေငါကျေစုတင်တယ်အလုံသမားတွေကလည်းအလုံရှင်ရှိလို့အလုံရှင်ကအလုံပေးလို့တို့ထမင်းနှမအောင်စားရတယ်အလုံကလေးလုံးကျေစုတင် ကဲအဲ့လိုတူတူကျေးဇူးတင်ရှင်အလုပ်အလုပ်ရှင်နဲ့အလုပ်သမား employer employee ပฏิပက္ခဆိုတာရှိအောင်မလားရှိအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ပြည်ငြိမ်ရေးငြိမ်းချမ်းရေးပြည်လဲရေးကိုအခြေခံထားတာဖြစ်တယ်